နန်းစီတန်ရဲ့အပေါ်မှာအရေးယူဖို့အချက်ပါဝင်တဲ့အကြမ်းမဖက်အာဏာပိဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံဝန်ထမ်းဥပဒေကိုဗမာနိုင်ငံဆိုင်ရာကျောင်းသားတမကများအဖွဲ့ချုပ် ABFSU လူမျိုးပေါင်းစုံမျိုးဆက်များတွဲစည်းညီညွတ်ရေးမဟာမိတ်အင်အားစု GSCN တက္ကသိုလ်ဆရာတမကများကိုကြားပြုကော်မတီဒီမိုကရေစီရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC မန္တလေးနိုင်ငံရေးစင်ကြံဖြစ်မြောက်ရေးအဖွဲ့စတဲ့တပိတ်ကော်မတီဝင်နေနိုင်ငံရေးအဖွဲ့အစည်းတွေကကန့်ကွက်နေကြပါတယ် အမျိုးသားညီညွတ်ရေးအစိုးရ CDM အောင်မြင်ရေးကော်မတီကပြုပခဲ့တဲ့အကြမ်းဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဇွန်လ17ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းခဲ့တာပါဥပဒေမှာ CDM မဟုတ်တဲ့နိုင်ငံဝန်ထမ်းတွေကိုဥပဒေနဲ့အညီစီစစ်ပြီးတော့သူတို့ရဲ့လှုပ်ဆောင်ချက်တွေပြက်ကွက်မှုတွေအပေါ်မှာအရေးယူဆောင်ရွက်တဲ့ချက်တွေကိုလုပ်မယ်လို့လည်းရေးသားထားပါတယ်စစ်ကောင်စီရဲ့မြန်မာအလင်းသတင်းစာအရီတာအာဝေါ်ကတော့ အာနာဖူဆိုင်ရေလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေဟာအတိပေါက်ချိတ်ချမှုသာဖြစ်တယ်လို့ဇွန်လ15ရက်နေ့ကရေးသားခဲ့ပါတယ်စစ်ကောင်စီစစ်စေးရေးဂိတ်ကိုအလွဲတကူဖြတ်တန်းတွာလာနိုင်တဲ့အတွက်တန်တရားရှိလို့ဆိုပြီးတော့ KMP တစ်ပါတီအပတ်တစိမ့်နဲ့အလံပါဝင်တဲ့ကားတစီးကိုရေးရရှိအခြေဆိုင်တိုင်ရင်3934 PDF အဖွဲ့ကဖမ်းဆီးခဲ့တဲ့အကြောင်းဒီကနေ့မနက်ပိုင်းမှာသတင်းထုတ်ပြန်ပါတယ်ကားပေါ်မှာရင်မောင်းတယောက်ရင်နောက်လိုက်တယောက်နဲ့အတူ စာအိတ်125ရဲ့တခြားစားတောက်ကုန်ပစ္စည်းတွေပါဝင်ပါတယ်။ကယန်ပြည်သက်ပါတီအမှတ်တရစိတ်နဲ့အလံကိုကားမှန်ရှိမှာကတ်ထားပြီးကားရဲ့ steering ရှေ့တက်တက်မှာကြီဖောက်ဝင်ထားတာကိုလည်းတွေ့ရတယ်လို့ဆိုပါတယ်။ကယန်ပြည်သက်ပါတီ uniform muffler တစ်ခုအုပ်ထုပ်တစ်လုံးကယန်ပြည်သက်ပါတီထောက်ခံချက်ကယန်ပြည်သက်ပါတီရဲ့ဖြတ်တန်းသွားလာခွင့်ပြည်စာတွေကိုပါစစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်းထုတ်ပြန်ကြမှာ ဖော်ပြထားပါတယ်။အဲဒါလို fancy ထိမ့်သိမ့်ထားတဲ့လူနဲ့ပစ္စည်းတွေကိုကရင်အမျိုးသားအစည်းအရုံး KNU တက်မာနဲ့တန်တော်ကြီးမြို့နယ်အမြဲတမ်းကော်မတီဝင်တာဝန်ရှိသူတယောက်နဲ့နယ်မြေတာဝန်ခံတွေစီကိုလွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။တမ်းပြီတက်မာသုံးနယ်မြေနောင်ချုံမြို့နယ်ကအုံမတိနဲ့ရေမောင်းတန်းကြေးရွာတို့မှာစစ်ကောင်စီတပ်နဲ့ တအန်းတက်မတော် TNL တို့အကြားဒီကနေ့မှလည်းတိုက်ပွဲဆက်လက်ပြီးတော့ဖြစ်ပွားနေပါတယ်။မနေ့ကဇွန်လ16ရက်နေ့ကစပြီးတော့အုံမတိနဲ့ရေမောင်းတန်းကြီးရွာနှစ်ရွာမှာတိုက်ပွဲ ဖြစ်ပွားနေပြီးတော့အဲ့ဒီတိုက်ပွဲအတွက်စစ်ကောင်စီဘက်ကလက်နက်ကြီးကိုလုံးပစ်ခတ်ခဲ့တယ်လို့ဒရုန်းအသုံးပြုပြီးတော့ဘုံ၂၀ချာလုံးကျဲခဲ့တယ်လို့လည်း TNL ကထုတ်ပြန်ပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့လက်ပံကုန်းကြီးရွာဘက်ကလည်းလက်နက်ကြီးသုံးလုံးပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ TNL ကတော့စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိနဲ့ပြည်သူလူထုကို ဥတည်ပြီးတော့တိုက်ခိုက်နေတာဖြစ်တယ်လို့မှတ်ချက်ပြုထားပါတယ်။ဇွန်လ15ရက်နေ့ကလေးကလက်ပံကုံအုံမရိနဲ့ရေမောင်းတန်းကြေးရွာတွေမှာတိုက်ပွဲဖြစ်ပွားနေတာပါ။ဘကုတိုင်းတာဝရီခရိုင်မင်းလာမြို့နယ်ရန်ကုန်ပြည်ကားလန်းဘော်ကစစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးတပ်တွေကမနေ့ကညနေ၄နာရီလောက်ကစပြီးတော့တိုက်ခိုက်နေပါတယ်တိုက်ခိုက်မှုဟာမင်းလာနယ်စစ်ကွင်းကြားကစစ်ကွင်းအထက်ရန်ကုန်ပြည်ကားလန်းမှာ ဖြစ်ပွားနေတာပါဇွန်လ16ရက်နေ့ညနေ4နာရီလောက်မှာအပြန်လှန်ပစ်ခတ်မှုတွေအကြီးအကျယ်ဖြစ်ခဲ့တယ်အဲ့လိုဒေသခံတွေကဆိုပါတယ်တော်လိုက်တက်တွေတိုက်ခတ်မှုကြောင့်စစ်တပ်ဘက်ကတိုက်ဆုံမှုများပြားခဲ့ပြီးတော့ G1 G2 အရာရှိတွေတိုက်ဆုံခဲ့တယ်လို့လည်းမြေပြင်သတင်းရင်းမြစ်တွေကပြောသလိုတာဝရီ KI စီမံအုပ်ချုပ်ရေးကောင်စီကဘုံမှုဇော်မျိုးဝင်းနဲ့အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့လည်းတိုက်ဆုံခဲ့တယ်လို့ဒေတာတွင်သတင်းဌာနတစ်ခုမှဖော်ပြပါရတယ်။အဲ့ဒီတိုက်ပွဲတွင်စစ်ကောင်စီဘက်က တိတ်ဆုံးသူတွေများပြားနေပြီးတော့ဒဏ်ရာရတဲ့စစ်ကောင်စီတပ်သားတွေကိုရွှေတောင်မြို့ကဂရင်တရားစစ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ဆိုပါတယ်။ဒါအပြင်ပြည်မြို့ကနေရန်ကုန်ကိုပြန်တဲ့အရတားအင်စီကားတစ်စီး RPG ထိပ်ပန်တာကြောင့်ကားပေါ်မှာပါလာတဲ့အစ္စလမ်ဘာသာဝင်အမျိုးသမီး၃ယောက်တိတ်ဆုံးပြီးတော့ရင်မောင်းကတော့ဒဏ်ရာပြင်းထန်တာကြောင့်ဂရင်တရားစစ်ဆေးရုံမှာကုသမှုခံယူနေပါတယ်။ တိတ်ဆုံးသွားတဲ့အမျိုးသမီး၃ယောက်ဟာရန်ကုန်မှာနေထိုင်တဲ့အသက်54နှစ်အရွယ်ခန့်ရှိတဲ့အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီးတော့ပြည်မျိုးကဆွေမျိုးမင်္ဂလာဆောင်ကနေရန်ကုန်ကိုအပြန်တိုက်ပွဲကြမှာတိတ်ဆုံးခဲ့တာဖြစ်ပါတယ်။ကျင်းပြည်နယ်မှာစစ်ကောင်စီတပ်နဲ့ပအိုးပြည်သူစစ်တပ်တို့ပူးပေါင်းပြီးတော့ဇွန်လတတရဘက်အတွက်မှာအင်အားအများအပြားနဲ့ထိုးစစ်ဆင်လာတာကြောင့်ဒေသခံပြည်သူ၄000ကျော် တိတ်ရှောင်နေရတယ်အဲ့လို data တွေ media တွေမှာဖော်ပြထားပါတယ်ဒီစစ်ရှောင်နေဟာဒီမော့ဆိုးနဲ့ loyco မြို့နယ်တို့က data ခံပြည်သူတွေဖြစ်ကြပါတယ်အများစုကတော့တော်တဲ့တောင်ထဲမှာကျုံတလူနေကြရပြီးတော့စစ်ရှောင်စခန်းတွေနဲ့နီးစပ်ရာဆွေမျိုးတွေစီမှာတိတ်ရှောင်နေကြတဲ့သူတွေလည်းအများပြားရှိပါတယ်လက်ရှိမှာစစ်ပေးရှောင်4000ကျော်အတွက်တလစာစာနဲ့ရိတ်ခါယာယီတဲဆောက်လုပ်ဖို့အတွက်အမိုးအကာတွေလိုအပ်နေပြီးတော့ခမန်းကျေဒေါ်လာတသန်းကျော်လိုအပ်နေတယ်လို့ဆိုပါရစေ။စေဖေးဆောင်အိမ်အောင်စု1000ကျော်ထဲမှာ အသက် 18နှစ်အောက်ကလေးအသက်60ဝန်းကျင်နဲ့မတန်ဆွမ်းအရေးအတွက်ဟာတဝက်ကျော်လောက်ရှိရလို့ဆိုပါရတယ်။လက်ရှိမှာဖဲကုံမြို့နယ်အရှိတ်ဘက်ကန်နေရာနဲ့မိုးပြဲမြို့အနီးတဝိုက်နေရာတွေမှာတိုက်ပွဲပြင်းထန်နေပြီးဘောလခဲမြို့နယ်ကိုလည်းစစ်ကောင်စီကထိုးစစ်ဆင်မှုပြင်ဆင်နေတယ်လို့ဒေတာတွင်သတင်းမီဒီယာတွေကဖော်ပြထားပါတယ်။တီဟရမ်မြို့မှာနေထိုင်တဲ့သူတွေအများဆုံးရွှေ့ပြောင်းကြဖို့ Israel စစ်တပ်ကထုတ်ပြန်ကြေညာပါတယ်။ Israel စစ်တပ်ကတီဟရမ်မှာရှိတဲ့ အစီရေးအဆောက်အုံတွေကိုဘုံကျဲမှမော်လို့အရတားတွေတိတ်ဆောင်ကြပါအဲ့လိုဆိုရှယ်မီဒီယာမှာရေးသားလှုံ့ဆော်လိုက်တာဖြစ်ပါတယ်အဲ့ဒီဆိုရှယ်မီဒီယာအကောင့်ဟာအစ္စရေးကာကွယ်ရေးတပ်ရဲ့အကောင့်ဖြစ်ပြီးတော့ပြီးခဲ့တဲ့လပေါင်း20အတွင်းဂါဇာမှာရှိတဲ့ပါလက်စတိုင်းတွေနဲ့ပတ်သက်တဲ့ကြေညာချက်တွေကိုလည်းအဲ့ဒီကနေဖော်ပြခဲ့ပါတယ်အစ္စရေးနဲ့အီရန်တက်ခိုက်မှုတွေဟာ9ရက်အတွင်းပြင်းပြထန်ထန်ဖြစ်ပွားနေပါတယ်အစ္စရေးကအီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေရှိတဲ့နေရာတွေ နျူကလ িয়ার စစ်တပ်မှုနဲ့ပတ်သက်တဲ့နေရာတွေအီရန်ခေါင်းဆောင်တွေရှိတဲ့နေရာတွေကိုဥတီတက်ခတ်ခဲ့ပြီးတဲ့နောက်မှာအပြန်လန်တက်ခတ်မှုတွေပြင်းထန်လာခဲ့ပါတယ်။ကဘာစစ်ဖြစ်ဖို့နျူကလ িয়ার စစ်ပွဲဖြစ်ဖို့တိတ်အနီးကပ်လာပြီဆိုတော့စိုးရိမ်ပူပန်မှုတွေလည်းဖြစ်ပေါ်နေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအီရန်အစ္စရေးစစ်ပွဲပုံမပြင်းထန်လာတဲ့အတွက် G7 ဆွေးနွေးပွဲကနေပြန်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့အနေနဲ့ Iran Israel အပြစ်ခတ်ရဲစစ်ရေးအတွက်ဂျာဝင်ဆောင်ရွက်မှုမရှိဘူးလို့ညွှန်ဆိုပါတယ်။ အပြစ်ခတ်ရရှဲရတဲ့ပိုကောင်းတဲ့ရေရှည်ငိမ့်ချမ်းရေးအတွက်ဥတည်ပြီးတော့သူဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်ဒေါ်ဆက်စကြီးနဲ့တကွာနိုင်ငံရေးအကျဉ်းသားအလုံးကိုအမြန်ဆုံးလွှတ်ပေးဖို့အပါဝင်အချက်၅ချက်ပါတဲ့သဘောထားထုတ်ပြန်ချက်ကိုဒေါ်ဆက်စကြီးရဲ့အသက်80ပြည့်မွေးနေ့အထိမ့်မတ်အဖြစ်ဒီကနေ့ဇွန်လ18ရက်နေ့မှာပြည်내နဲ့ Federal Unit လွှတ်တော်တွေကထုတ်ပြန်ပါတယ်အဲ့ဒီထုတ်ပြန်ချက်မှာတိုင်းရင်းသားကောင်းဆောင်တွေအပါအဝင် key stakeholders အားလုံးသဘောတူတဲ့နိုင်ငံရေးအခင်းကျင်းကိုမဖြစ်မနေအကောင့်ထယ်ဖို့ဆောင်ရွက်သွားမယ်လို့လည်းဖော်ပြထားပါတယ်။ဒါ့အပြင်ဒီမိုကရေစီရှင်သန်ရေးနဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးဟာပြည်ထောင်စုရဲ့အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တရက်ဖြစ်တာကိုလည်းအလေးနဲ့ယုံကြည်လက်ခံတယ်လို့ပြောပါတယ်။ဒီသဘောထားထုတ်ပြန်ချက်ကိုတိုင်းနဲ့ပြည်နယ်ကလွှတ်တော်ကိုစားပြု ကော်မတီတွေစုပေါင်းပြီးတော့ထုတ်ပြန်တာဖြစ်ပေမဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH. ပါဝင်တာမတွေ့ရပါဘူးကချင်ပြည်နယ်ဖားကတ်မြို့လုံကင်းကျေးရွာကမော်စီစာတောင်ပေါ်ကျောက်မှာတက်ဆွဲထားတဲ့စစ်ကောင်စီဟာဒီကနေ့မနေ့9နာရီလောက်ခရဲကစပြီးတော့အနီးအနားနေရာတွေကိုလက်နက်ကြီးနဲ့တောက်လျှောက်ပစ်ခတ်နေတယ်လို့ဒေသခံတယောက်ကပြောပါတယ်စစ်ကောင်စီရဲ့လက်နက်ကြီးကြီးတွေဟာလူနေအိမ်တွေပေါ်ကျရောက်တာတွေနဲ့လူတွေကို ထိခိုက်တာတွေရှိပေမဲ့ အတိအကျသတင်းရရှိဖို့တော့လောလောဆယ်မှာခက်ခဲနေတယ်လို့ဆိုပါရယ်ဒီနေ့မနေ့မှလည်းဖကတ်မြို့လုံခင်းရွာအုပ်စုမရှိကထောင်ရက်ွက်အထက်ယူမာကျေးရွာအဝင်ဒရာလိနာမှာတည်ဆုံနေတဲ့အမျိုးသားတဦးရဲ့ရုပ်အလောင်းတလောင်းကိုတွေ့ရတယ်လို့လည်းဒေသခံတဦးကဆိုပါရယ်နောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးနေတာပါ။